ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ16ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်မန်လေးတက္ကသိုလ်ပင်မဆောင်ကြီးပျက်စီးသွားတဲ့မြင်ကွင်းကိုចောင်းသားဟောင်းတူကလူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့သတင်းကိုတင်ပြပေးပါမယ် စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်ယခုနှစ်မှာနှစ်ပေါင်းတရာတက်တန်းရှိတဲ့မန်လေးတက္ကသိုလ်ပင်မဆောင်ဟာမီးလောင်ပျက်စီးခဲ့ရပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ငလင်လှုပ်ခတ်ချိန်မှာပဲငလင်တန်းခံခဲ့ရတဲ့ပင်မဆောင်ဟာအဲဒီအဆောင်မှာရှိတဲ့ဓာတုပစ္စည်းတွေအခန်းပြောင်းထားရမှာငလင်လှုပ်ခတ်ချိန်မှာပောက်ကွဲမှုဖြစ်ခဲ့တယ်လို့လဲအဲဒီနေရာကိုကိုယ်တိုင်ရောက်ရှိခဲ့သူចောင်းသားဟောင်းတဦးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပါဗျာ။ မန္တလေးတက္ကသိုလ်ဟာရန်ကုန်တက္ကသိုလ်ပြီးရင်မြန်မာနိုင်ငံမှာဒုတိယမြောက်တည်ထောင်ခဲ့တဲ့တက္ကသိုလ်ဖြစ်ပြီး1925ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့တခုတည်းသောတက္ကသိုလ်ဖြစ်တဲ့ရေစင်းစိုက်ပျိုးရေးတက္ကသိုလ်စတင်တည်ထောင်ရာတက္ကသိုလ်လည်းဖြစ်ပြီးဒုတိယကမ္ဘာစစ်မဖြစ်ခင်ကပင်စိုက်ပျိုးရေးတက္ကသိုလ်အဖြစ်မန္တလေးတက္ကသိုလ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးတော့နောက်ဆက်တွဲအန္တရာယ်ဖြစ်တဲ့မီးလောင်ကျွမ်းမှုကြောင့်မန္တလေးမြို့ရဲ့ကျုံးမြို့ရိုးနဲ့အတူထင်ရှားလာတဲ့အမှတ်အသားတစ်ခုဖြစ်တဲ့တိုင်လုံးကြီးတွေ၊လေကားကြီးတွေနဲ့စိမ်ပန်းပင်တွေကြားခမ်းနားလာတဲ့မန္တလေးတက္ကသိုလ်ပင်မဆောင်ဟာမီးလောင်ကျွမ်းခဲ့ရတာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကအုပ်စိုးနေသည်၍ဘယ်ချိန်ဘယ်ကာလမှာပြန်လည်တိဆောက်နိုင်မလဲဆိုတာမှန်းဆလို့မရအောင်ရှိနေပါတယ်လို့ဆိုထားပါတယ်ခင်ဗျာ ုတိယသတင်းနေဖြင့်စစ်ကောင်စီရဲ့အနိုင်ကျင့်ပိုကျနေတာတွေကိုငုံမခံပဲတုံ့ပြန်ကြဖို့မန္တလေးသပိတ်အင်အားစုတိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူလူထုတင်မြောက်ထားတဲ့ပြည်သူအစိုးရရဲ့အာဏာကိုလုယူထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အနိုင်ကျင့်ပိုကျနေတာတွေကိုငုံမခံပဲတုံ့ပြန်တိုက်ပွဲဝင်ကြဖို့မန္တလေးသပိတ်အင်အားစုကတိုက်တွန်းလိုက်ပါတယ်။နှစ်သက်ကူကာလမှာမြမပြည်သူတွေအားလုံးတာကြပါစေ မာကြပါစေကြောင်းတဘာဝဘေးလူလုံဘေးအပေါင်းမှလည်းကင်းဝေးကြပါစေကြောင်း မန္တလေးမြို့မှာရှိတဲ့တော်လန်လူငယ်တွေကစုတောင်းပေးထားပြီးနှစ်တကူတော်လန်လူမှုလှုပ်ရှားမှုတရက်ကိုမြန်မာနှစ်ဆန်းတရက်နေ့မှာဖော်ဆောင်ခဲ့ကြတယ်လို့သိရပါဗျ။မြန်မာနှစ်ဆန်းတရက်နေ့ဖြစ်တဲ့ဧပြီလ18ရက်နေ့မှာလူမှုလှုပ်ရှားမှုကိုဖော်ဆောင်ခဲ့ကြတာဖြစ်ပေမဲ့ဒီလှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ကာယကရှင်တွေရဲ့လုံခြုံရေးအခြေအနေအရအခုမှအတိပေးထုတ်ပြန်ရတာလို့ဆိုပါတယ်။ငလင်းဘေးကိုအပြင်းထန်ဆုံးကြုံတွေ့ခံစားခဲ့ရတဲ့မန္တလေးမြို့မှာဖက်စစ်အာဏာယူတွေကတော့လူမှုကိုကူညီဖို့ဆိုတာဝေးစွာ ထုံးစံအတိုင်းလူမှုကိုအနိုင်ကျင့်တောင်းချမ်းဗိုလ်ကျနေစေပါလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီလိုရက်ဆက်ရုံမာလာတဲ့မင်းအောင်လှိုင်ဦးဆောင်တဲ့အာဏာရှင်တွေကိုဆက်လက်တွန်းလှန်ကြရင်ပြည်သူ့မှပြည်သူတို့အပြန်အလှန်ဖေးကူကြရင်ဒီတော်လန်ခရီးချမ်းကို အတူဆက်လက်ခြိတက်ကြပါစို့လို့လည်းမန်လေးသပိတ်အင်အားစုကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။ဆက်လက်ပြီး ဒီကြောင်တိုက်ခိုက်မှုတွေရပ်ဆိုင်းဖို့မြန်မာစစ်ကောင်စီကိုနော်ဝေနိုင်ငံသား၏ဝင်ကြီးပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။စစ်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်ဆိုင်းထားဖို့နော်ဝေနိုင်ငံသား၏ဝင်ကြီး Aspen Backed ကပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံကငလင်တန်တဲ့ပြည်သူတွေအတွက်အလွန်စိတ်မကောင်းဖြစ်ရပြီးလက်ရှိအချိန်မှာအကြမ်းဖက်မှုတွေရပ်တန့်ရေးနဲ့အသက်ရှင်ကြံသူတွေကိုကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ရေးစတာတွေအသုံးချနိုင်ဖို့မျှော်လင့်တယ်လို့လည်းနော်ဝေနိုင်ငံသား၏ဝင်ကြီးကပြောပါတယ်။ မြန်မာပြည်သူတွေရဲ့နှစ်တကူတင်းကြံကာလဟာအသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ငလင်ဘေးတင်သူတွေကိုကူညီနေသူတွေကိုအတိမတ်ပြုရမယ့်အချိန်ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယာယီအပြစ်ခက်ရက်စဲမယ်လို့ကြေညာထားတာကိုကြိုဆိုပြီးအပြစ်ခက်ရက်စဲမှုတွေမလုံဆောင်ရသေးတဲ့လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းအပြစ်ခက်ရက်စဲထားကြဖို့နော်ဝေနိုင်ငံသားရေးဝန်ကြီးကတိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံတဝန်လူသားချင်းစာနာမှုအကူအညီတွေအဟန့်တားမရှိပေးအပ်ခွင့်ပြုဖို့လဲတောင်းဆိုထားပြီးစစ်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ရပ်တန့်ထားဖို့လိုသလိုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းတိုက်ခိုက်မှုတွေရပ်ဆိုင်းထားဖို့တောင်းဆိုထားပါတယ်။ဒါအပြင်အာဆီယံဘုံသဘောတူညီချက်9ရက်ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်2669နဲ့အညီ မြန်မာနိုင်ငံကတပ်ဆိုင်သူတွေကြားအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ရေးအာဆီယံနဲ့ကုလသမဂ္ဂရဲ့ကြိုးပမ်းမှုလူသားချင်းစာနာမှုအကူအညီပေးအပ်ရေးစတာတွေကိုအပြည့်အဝထောက်ခံထားပြီးမြန်မာနိုင်ငံကတပ်ဆိုင်သူတွေကြားတွေ့ဆုံဆွေးနွေးရေးမှာကူညီလိုတဲ့ဆန္ဒရှိတယ်လို့လည်းနိုဝင်နိုင်ငံရဲ့ဝန်ကြီးကပြောကြားထားပါတယ်ခင်ဗျာ ယခုနောက်ဆုံးသတင်းအနေဖြင့်နှစ်ဆန်းတရက်နေ့မှာရွှေဒဂုံဖျားသူဖျားဘူးလာရောက်ဆူတောင်းသူတွေများပြားခဲ့ပြီးမြန်မာတိုင်းနိုင်ငံလုံးဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်းဆူတောင်းခဲ့ကြတဲ့သတင်းကိုတင်ပြပေးပါမယ်။နှစ်ဆန်းတရက်နေ့မှာရွှေဒဂုံဖျားသူဖျားဘူးလာရောက်ဆူတောင်းသူတွေများပြားခဲ့ပြီးမြန်မာတိုင်းနိုင်ငံလုံးဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်းဆူတောင်းခဲ့ကြပါတယ်။မြန်မာတက္ကသိုလ်1389ခုနှစ်မြန်မာနှစ်ဆန်းတရက်နေ့မှာ ရွှေတကုံစေတီတော်သို့ဖျားဖူးလာရောက်ခဲ့သူတွေကတပေါင်းပွဲတော်ထက်များပြားခဲ့ပြီးတနိုင်ငံလုံးတဘာဝဘေးစစ်ဘေးအန္တရာယ်မှကင်းရှင်းပါစေကြောင်းဆုတောင်းခဲ့ကြပါတယ်။ရန်ကုန်မြို့တွင်ကဖျားဖူးလာရောက်သူတို့ကဆုတောင်းခဲ့ပုံကိုအခုလိုပြောပါရခင်ဗျာ။မတ်ထိုင်အောင်ကျမထိုင်တာလေအဲ့ဒီဘေးရန်တော့ခင်းရပါလေ။ဒီမျိုးစုံပေါင်းနေတဲ့အနေနဲ့ပြည်သူတွေအဲ့ဒီကျမထိုင်တာ အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တနိုင်ငံလုံးစစ်မီးတောက်လောင်ခဲ့ပြီးစစ်ဘေးရှောင်မိသားစုဝင်ဥယေ၄တန်းနီးပါးရှိလာပြီးရန်ကုန်မြို့ကိုပြောင်းရွှေ့အခြေချသူတွေများပြားလာခဲ့ပါတယ်။ဒါအပြင်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လူပေါင်း၄000နီးပါးတေဆုံးခဲ့ပြီး9000နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ငလင်ကြောင့် လူပေါင်း2သိန်းနီးပါးနေရက်ကိုစွန့်ခွာခဲ့ရပြီးနေအိမ်ပေါင်း9000ကျော်ကားလမ်းရထားလမ်းပိုင်း400ကျော်ပျက်စီးခဲ့ပြီးစေယုံပေါင်း600ကျော်စာတင်ကျောင်းပေါင်း2600ကျော်ပျက်စီးခဲ့ရပါတယ်မြန်မာနှစ်စန်းတရက်နေ့မှာဖျားဘူးလာရောက်သူလူငယ်တအူးကလည်းအတိဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံအတွက်ဆူတောင်းဖြစ်ခဲ့ပုံကိုအခုလိုပြောပါရခင်ဗျာ။မနေ့ကတည်းကတော့ကျမကြီးကလာတော့ PM တွေကမြန်မာနိုင်ငံကိုပြေးကြတယ်။ ပြီးခဲ့တဲ့တင်းကြံမှာရေပတ်ဆော့ကစားသူတွေပြန်လည်များပြားလာသလိုမြမနှစ်စန်းတရက်နေ့မှာလည်းရွှေရကုန်းဇေဒီတော်တို့ဖျားဘူးလာရောက်ဆူတောင်းသူတွေလည်းများပြားခဲ့တာဖြစ်ပါတယ်။ဖျားဘူးပြည်သူတွေကိုစတုတီတာကျွေးမွေးလူဒန်းနာတွေရှိခဲ့သလိုရက်ွက်တွေအတွင်းမှာလည်းကျွေးမွေးလူဒန်းနာတွေလည်းရှိခဲ့ပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်နှင့်ကျေးမုံတို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။